န္တလေးတိုင်းမိတ်တီလာမြို့နယ်တဟတန်းကျေးရွာမှာနေအိမ်ကနေလေးရကြပြောက်နေတဲ့အသက်၉နှစ်အရွယ်မိန်းကလေးငယ်တေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗါတယ်။တေဆုံးသူဟာအသက်၉နှစ်အရွယ်ဂရိသရီကျောင်းသူမနှင်းရီဖြစ်ပြီးဇွန်လ၁၇ရက်မနက်၉နာရီခန့်မှာကျေးရွာတုတ်တန်အနီးငွေကုန်အိတ်အတွင်းမှာထုတ်လျက်နေတာနဲ့တေဆုံးနေတာကိုတွေ့ရတယ်လို့ဆိုပါဗါတယ်။စိတ်ကြောင်းတဲ့အမျိုးသားတဦးကပုတ်ဆော်နန်းနေတာကိုသတိထားမိလို့ရွာကလူတွေကိုခေါ်ပြီးလာကြည့်ကြခြင်းအိတ်ထဲမှာကလေးလောင်းကိုတွေ့ရကအိတ်ထဲထဲခံရတာကြောင့် အသက်ခံရတဲ့ပုံစံဖြစ်မယ်လို့ရွာကန်တူဦးကပြောပါတယ်။ကလေးငယ်ရဲ့အလောင်းကိုပြန်တွေ့ရချိန်မှာပုပ်ပွားနေပြီဖြစ်တာကြောင့်အသက်ခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီးဘလုံနီးလန်းနဲ့တတ်ထားတဲ့ဆိုတာအပြေရှားလို့မရသေးဘူးလို့ဆိုပါတယ်။အဆိုပါမိန်ကလေးငယ်တည်ဆုံမှုနဲ့ပတ်သက်ပြီးတရားခံကိုဖမ်းဆီးရမိဖို့ရဲဘက်ကစုံစမ်းစစ်ဆေးနေကအလောင်းကိုလည်းမိထီလာစေယုံကိုတည်ယူစစ်ဆေးမှုလုပ်နေပြီးစစ်စစ်ချက်အပြေတော့မရသေးဘူးလို့ဆိုပါတယ်။ဇွန်လ9ရက်ညနေ3နာရီကျော်ကတည်းကမနှင်းရည်ဟာကျေးရွာစာစင်ကြောင်းအနီးမှာကစားမယ်ဆိုပြီးအိမ်ကထွက်သွားရမှာ နေအိမ်ကိုပြောင်းအောင်မလာပဲပျောက်ဆုံးနေခဲ့တာပါ။ကလေးငယ်ရဲ့မိဘတွေကထိုင်းမှာအလုံးလုံးနေတာကြောင့်အဖွားဖြစ်သူအကိုဖြစ်သူတို့နဲ့အတူနေထိုင်ပြီးကျေးရွာထဲမှာနေ့စဉ်ကြောင်းစင်းချိန်တိုင်းထွက်ကစားလေးရှိတယ်လို့လည်းသိရပါဗျ။